ဇွန်လအတွင်းကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေပျက်စီးခဲ့တယ်ဆိုတော့အမေရိကန်သမ္မတဒိုနယ်ထရန့်ရဲ့ပြောကြားချက်တွေကိုအီရန်အမြင့်ဆုံးခေါင်းဆောင်ခါမီနီကအော်တိုဝါ21ရက်ကညင်းဆိုခဲ့ပါတယ်။ခါမီနီရဲ့တရားဝင် website မှာထုတ်ပြန်ချက်အရအီရန်နျူကလ িয়ার စီမံကိန်းတွေကိုဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့မှတ်ချက်စကားတွေနဲ့ပတ်သက်ပြီးထရန့်အနေနဲ့ဆက်ပြီးအိမ်မက်မက်နေဖို့နဲ့မြေသီးနိုင်ငံကနျူကလ িয়ার ပိုင်တဲ့နဲ့ဒါမှမဟုတ်မပိုင်တဲ့ကြောင်ပြောကြားနေတဲ့အမေရိကန်သမ္မတရဲ့အခွင့်အရေးကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဇွန်လအတွင်းကအီဇရေးဟာ အီရန်ကမကြုံစဘူးဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအမေရိကန်ကလည်းအစ္စရေးနဲ့ပူးပေါင်းပြီးအီရန်နျူကလ িয়ার စစ်ရုံတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ထရမ့်ဟာပြီးခဲ့တဲ့သတင်းပတ်ကအစ္စရေးလွှတ်တော်မှမေကွန်ပြောကြားခဲ့ခြင်းကအဆိုပါတိုက်ခိုက်မှုတွေအတွင်အီရန်နျူကလ িয়ার စစ်ရုံတွေကိုဖျက်ဆီးနိုင်ခဲ့ကြောင်းအမေရိကန်ကအတည်ပြုခဲ့တယ်လို့ထပ်မံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ကအီရန်ရဲ့အဓိကနျူကလ িয়ার စစ်ရုံတွေပေါ်ကိုဘုံး၁၄လုံးကျင်းချခဲ့ပါတယ်။ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲအီရန်နျူကလ িয়ার စစ်ရုံတွေကိုဖျက်ဆီးနိုင်ခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။အော်တိုဝါ၂၀ရက်ကလည်းအင်တာဗျူးတစ်ခုမှာထရမ့်ကအီရန်ဟာ အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်နျူကလ িয়ার ဆွမ်းဆောင်ရည်တွေဖျက်ဆီးခံခဲ့ရပြီးတဲ့နောက်အရှိတ်အလဲပိုင်းမှာဆက်ပြီးဗိုလ်မကျနိုင်တော့ကြောင်းပြောကြားခဲ့ပါတယ်။အော်တိုဝါ21ရက်နေ့မှာတော့ခါမင်နီကထရမ့်ရဲ့အမှတ်ချက်စကားတွေဟာမသင့်တော်ပဲမှားယွင်းပြီးဗိုလ်ကျတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတကသူတို့ဟာအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုဘုံကျဲပြီးဖျက်ဆီးနိုင်ခဲ့တယ်လို့ခုံယူဝင်ကြောစွာပြောနေပါတယ်။ဟုတ်ပါပြီ။အိမ်မက်ဆက်မှတ်နေပေါ်လို့ခါမင်နီက X လိုမျိုးမီဒီယာမှာရေးသားခဲ့ပါတယ်။ ဇော်လကအစ္စရေးနဲ့အီရန်ကြားဆနစ်ရကြဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာအီရန်နဲ့အမေရိကန်ကြားစစ်ထမအကြိမ်မြောက်နျူကလ িয়ার ဆွေးနွေးမှုတွေမပြုတ်လုပ်မီနှစ်ရက်အလိုမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။